င်္ဂလပရိယသနာတကသူမူကစနာကြောင့်မှာဤဟန္တာကိရိကုံရဲ့တည်င်းသုံးဆောင်ဒီမှာကာယံဘုတွေဥဒ္ဒတိုင်းလူတွေလွန်ခဲ့တဲ့ဒီ2019ခုနှစ်အေဗီလာတရနေ့ကဘဝသုံးအောင်ကြွားကွယ်လွန်သွားတဲ့မိလူရဲ့အနန္တကျေးဇူးရှင်မိခင်ကြီးတို့ကိရိခိုင်စာကိုရည်စူးပြီးတော့ ဖျားမှုရှိတဲ့သံဃာတော်များကိုစနေတာဆွန်စက်ကလူတန်းတယ်သင်္ကန်းစားရှိတဲ့လူတန်းဘွေရဖျားဖျားတို့ကိုလူတန်းတယ်ဟုတ်တဲ့တိုင်းဒီအာလုံး၅ခန်းပေါ့စုစုပေါင်း၅ခန်း55သိန်းလူငွေ55သိန်းအကုန်ကြခံပြီးတော့လည်းပဲမိသားစုတွေစုပေါင်းပြီးတော့လူတန်းကြတယ်ဒီလူတန်းဘွေမှာဘုန်းကြီးနေနဲ့ဒီရုံမောရနာဖမမောမြောက်ကြောင်းထရားစကားကိုနေငယ်မြအချင်းချုပ်ပြီးတော့ဟောကြားနာကြရမှာအောင် ေပင်လည်းပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့နေရာမှာအင်္ဂါ၃ချက်နဲ့ပြည့်စုံရမယ်။ဘာလဲပိဋကကိစ္စဥဒိဋ္ဌာကရီထပေးပြုသာဓုခေါ်တက်လူခံမျက်မှန်သိသူရည်။ဒီကွယ်လွန်ပြည့်တဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာကွယ်လွန်တဲ့ပုဂ္ဂိုလ်များရမရဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလက်ထက်တော်အခါကဇာနုသောနိပုဏ္ဏကြီးက ်မြတ်စွာဘုရားကိုရှောက်ထားမှုပါလေသူတို့ပုံနာမျိုးတွေလည်းပဲဝိညာဉ်တဲ့ပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ဆွံ့နေလူတန်းကြရဲကုသိုလ်ကောင်းမှုပြုလုပ်ကြရဲအဲ့ဒီပြုလုပ်တဲ့ကုသိုလ်ကောင်းမှုဒါနကုသိုလ်တွေဆွံ့ဒါနကုသိုလ်တွေဟာဝိညာဉ်တဲ့ပုဂ္ဂိုလ်ထံရောက်ပါသလားရပါသူတို့ခံစားသုံးဆောင်ရပါသလားလို့ဒီလိုမြတ်စွာဘုရားမေးလျှောက်တဲ့ကမြတ်စွာဘုရားကဒီရတဲ့ရထိုက်တဲ့အရဌာနမျိုးဂတိမျိုးရောက်ခဲ့မယ်ဆိုရင်ရနိုင်တယ် မရသင့်မရထိုက်တဲ့ဂတိဘဝမျိုးရောက်ခဲ့မယ်ဆိုတော့မရနိုင်ဘူးဒါပေမဲ့လည်းပဲအလူရှင်ဖြစ်တဲ့ပုဂ္ဂိုလ်များအတွက်ကတော့အကျိုးမဲ့မဖြစ်ဘူးလို့မြတ်စွာဘုရားဒီလိုမေးကြပါအဲ့မှာသံတုတ်တော်ညပုံနာကြီးကမြတ်စွာဘုရားကိုဒီဘယ်လိုဌာနဂတိမျိုး ရောက်ခဲ့ရင်ရပြီတော့ဘယ်လိုဌာနဂတိမျိုးရရောက်ခဲ့ရင်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုမခံစားရပါသလဲလို့ဒီလိုမြတ်စွာဘုရားမေးရှာလို့မြတ်စွာဘုရားကလောကမှာ ငါသတ္တဝါတွေဟာဒီဒုစရိုက်၁၀မျိုးတသက်ခိုးမှုကာမေသူသုံးခုကာယကံလေစာရန်တိုက်မက်မက်ကန်ကန်နှုတ်ကြမ်းစီခြင်းပိန်ဖြင်းစကားပြောဆိုညာ၄ပါးဝစီကံသူဥ္စာမံမတရားကြံရဖောက်ပြန်သေးကြီးပြက်စီလူညာအယူမှာသုံးပါးမနှောကံလို့ခေါ်တဲ့ဒီဒုစရိုက်တရား၁၀ပါးကို ပွားများအထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဒီကွင်းလွန်တဲ့ခါမှာငရေကိုလည်းပဲရောက်နိုင်တယ်တိရစ္ဆာန်လည်းဖြစ်နိုင်တယ်ငရေဘုံရောက်တဲ့ပုဂ္ဂိုလ်ကလည်းပဲအဲငရေမှာသူခံစားရတယ်ငရေအာဟာရနဲ့ဒီသူ့ရဲ့ခံစားမှုတွေအာဟာရဆိုတဲ့နေရာမှာလည်းပဲဒီလူသားတွေသိနေတဲ့ကပိကာရအလုတ်လွေးကိုပြုတ်တဲ့အာဟာရတစ်မျိုးတည်းကိုဆိုလိုတာမဟုတ်ပါဘူး မနောသင်္စေနာအာဟာရဖဿအာဟာရဝိညာဏအာဟာရဆိုတဲ့နံအာဟာရက၃မျိုးရှိတယ်။အဲဒီလိုသူနဲ့သက်ဆိုင်ရာအာဟာရတွေနဲ့600တရားဓာရီကိုသုံးဆောင်နေရတဲ့အတွက်ကြောင့်ငရေဘုံရောက်တဲ့ပုဂ္ဂိုလ်ဒုစလိုက်ကြောင့်ငရေဘုံရောက်တဲ့ပုဂ္ဂိုလ်ကလည်းကုသိုလ်ကောင်းမှုရဲ့ကျိုးကိုမခံစားရဘူး။အဲဒီဒုစရိုက်7ပါးကြောင့်တိရစ္ဆာန်ဘုံရောက်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲတိရစ္ဆာန်အာဟာရနဲ့ညတနေရတဲ့အတွက်ကြောင့်အဲ ုသိုလ်ကောင်းမှုရဲ့ကျိုးကိုမခံစားရဘူးတကယ်လို့သူစလိုက်တရားပွားများတယ်ဒီသူတစ်ပါးသက်ကုသဖြတ်ခြင်းမှရှောင်ကျင်ခြင်းစရှိတဲ့သူစလိုက်တရား၁၀ပါးကိုပွားများတဲ့ပုဂ္ဂိုလ်ကျင့်ကြံအားထုတ်တဲ့ပုဂ္ဂိုလ်ကြတော့ဒီကွင်လွန်တဲ့ခါမှာလူရွာလူကတိရောက်နိုင်တယ်နတ်ရွာနတ်ကတိကိုလည်းပဲရောက်နိုင်တယ်အဲဒီလူရွာနတ်ရွာရောက်နေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲလူအာဟာရနတ်အာဟာရတွေနဲ့မြတ်တာနေရပြီအဲကြောင့်သူ သူဟာလည်းပဲဒီကုသကောင်းမှုရဲ့အကျိုးကိုမရနိုင်ဘူးရနိုင်တဲ့ဘုံဌာနကတော့တကယ်လို့များဒုစရိုက်တရားကြောင့်ပြစ်ကြပုံရောက်ခဲ့မယ်ဆိုရင်တော့ဒီပုဂ္ဂိုလ်ဟာလူပြည်လောကကနေပြီးတော့သူ့ရဲ့ဆွေမျိုးတွေမိသားစုတွေမိစေတငယ်ချင်းတွေပြုလုပ်တဲ့ကုသကောင်းမှုကိုဒီဝမ်းမြောက်မှုသာဓုခွန်နိုင်မယ်ဆိုရင်ချက်ချင်းလက်ငင်းရရှိနိုင်ပါတယ်လို့မြတ်စွာဘုရားကဇာနုတ္တောနိပုဏ္ဏကြီးကိုဖိတ်ကြားတော်မူခဲ့ပါတယ် အဲတိရောကုတ္တသုတ်တံမှာလည်းပဲအရင်စခောတက္ခိဏဒိဏသံဃာမိသံဃာမိသဗ္ဗတိတ်ထိတံသံဃာမိသဗ္ဗတိတ်ထိတံဒီဃရတံဟိတံယတဌာနသောဥပကပတိလို့ဒီလိုမြတ်စွာဘုရားကဗိမိသရမင်းကြီးကိုဒီသူ့ရဲ့ဆွေမျိုးပြိတ္တာတွေကိုကြောင်းပြီးပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့ဒီကုသိုလ်ဘွဲမှာမြတ်စွာဘုရားမေတ္တာတော်မူခဲ့ပါတယ်ဒီသံဃာကိုအာယုံပြည့်ပြည့်လှူဒါန်းမယ်ဒီလှူဒါန်းတဲ့ကုသိုလ်ကောင်းမှုဟာ ယင်စကောဒက္ခိဏဒိဏသံဂံမိသုပ္ပတိထိတာဒီကရတံဟိတာယတာဒီကွနလေးပြည့်တဲ့ပုဂ္ဂိုလ်ပြစ်ကြဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေဒီကရတံရှည်စွာသောနှင့်ညံ့တို့ပတ်လုံးဌာနသောဥပကပတိဌာနသောချက်ချင်းလက်ငင်းဘယ်သူ့ရဲ့ဌာန်ကိုပြစ်ကြဘုံရောက်နေတဲ့ပုဂ္ဂိုလ်ကချက်ချင်းလက်ငင်းရရှိပါတယ်ဒီလူပြည်လူလောကက ဒီအဝတ်သင်္ကန်းတွေလူထမ်းလိုက်မယ်နေဆိုလို့ရှိရင်သူကဝမ်းမြမ်းနှုတ်မသာသူခေါ်လိုက်တာနဲ့ချက်ချင်းလက်ငင်းပဲအဝတ်စားတွေနှုတ်တစားအဝတ်စားတွေနဲ့ပြည့်စုံသွားမယ်အစာအာဟာရကိုလူထမ်းလို့သူကကုသိုလ်ကောင်းမှုကိုဝမ်းမြမ်းနှုတ်မသာသူခေါ်လာနဲ့ချက်ချင်းလက်ငင်းပဲသူမှအစာအာဟာရတွေနဲ့ပြည့်စုံသွားမယ်နတ်ဩဇာတွေနဲ့ပြည့်စုံသွားမယ်ဒီနေရာထိုင်ခင်ဒီလူထမ်းခြင်းကို ဝမ်းမြောက်နေမှာစာတုခေါ်လိုက်မယ်ဆိုရင်သူ့မှာနေစရာအင်းနဲ့ပြည့်စုံသွားမယ်အဲလိုစိုက်ရှိသည်ဖြစ်ဒီလိုကုသိုလ်ကောင်းမှုရဲ့အကျိုးကိုချက်ချင်းလက်ငင်းခံစားရပါတယ်တကယ်လို့များဒီစံတော်သုံးဒီပုံနာကြီးကထပ်ပြီးတော့ရှပ်ပါတကယ်လို့များပြည်တော်တို့ရဲ့ဆွေမျိုးသားချင်းရည်စူးတဲ့ပုံကပြည့်ကြဖို့မရောက်နေဘူးဆိုရင် ဒီကုသကမှုကအနာဟတဖြစ်သွားမှာလားအကျိုးမေးဖြစ်သွားမှာလားလို့ဒီလိုမြတ်စွာဘုရားမေးဆောက်ရခါမြတ်စွာဘုရားက"အိုသံဃာဆက်ဆက်ကဆွေမျိုးတောဆက်ခဲ့ဘူးတဲ့ပြစ်ကြပုံရောက်နေတဲ့ဆွေမျိုးပြစ်ကြတွေကတော့မိမိတို့ပြုလုပ်တဲ့ကုသကမှုရဲ့အကျိုးကိုခံစားရနိုင်ပါတယ်လို့ဒီလိုမြတ်စွာဘုရားမေးကြပါတယ်။အဲဒီခါမှာသံတသောနိပုံနာကြီးကတခါထပ်ပြီးတော့ရှောက်ပါတယ်။မြတ်စွာဘုရားတကယ်လို့များဒီသံဃာဆက်ဆက်ကဆွေမျိုးတောဆက်ခဲ့ဘူးတဲ့ဆွေမျိုးပြစ်ကြတွေ မရှိဘူးဆိုရင်ဒီကုသိုလ်ကောင်းမှုကအကျိုးမဲ့ဖြစ်သွားမှာလားလို့ဒီလိုမြတ်စွာဘုရားထပ်ပြီးတော့ရှောက်ကြတဲ့အခါမြတ်စွာဘုရားကသန္တရာဆိုတာအလွန်တရာရှိရှိလျားလာတဲ့အတွက်ကြောင့်ဆွေမျိုးပြိတ္တာနဲ့ကင်းတဲ့ပုံကမျိုးဆိုတာမဖြစ်နိုင်ပါဘူးမရှိနိုင်ပါဘူးလို့ဒီလိုမြတ်စွာဘုရားမိကြပါတယ်တကယ်တော့လည်းပဲကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပုံကိုယ်ကိုယ်တိုင်ကတော့ဒါဒါကောပြီးအနပ်အနပ်နာဒါကောပြီး နှစ်ဖလုံးဒီဒီကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်ကတော့ဧကံမုတ်္ချအကျိုးရပါတယ်လို့ဒီလိုမြတ်စွာဘုရားမိတ်ကြပါတယ်။အဲကြောင့်ဒီနေ့မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာဒီကွလွန်လေးပြည့်တဲ့လွန်ခဲ့သော၈နှစ်မြောက်ကအနက်ကွလွန်လေးပြည့်တဲ့အနန္တကျေးဇူးရှင်မိခင်ကြီးကိုအထူးသဖြင့်ရည်စူးပြီးတော့လှူဒါန်းတယ်။ဒီလှူဒါန်းတဲ့ကုသိုလ်ကောင်းမှုမိခင်ကြီးကိုယ်တိုင် ဒီရချင်းလည်းရနိုင်တယ်။ဒါမှမဟုတ်သံဃာဆက်စကံမိမိတို့ရဲ့ဆွေမျိုးတော်ဆက်ခဲ့ဘူးတဲ့ဆွေမျိုးပြည်တာစီလည်းပဲရရှိခံစားသုံးဆောင်နိုင်ပါတယ်။မိမိတို့ကိုယ်တိုင်ကတော့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုဧကံမုတ်ချရရှိနိုင်တယ်လို့မြတ်စွာဘုရားကဒီလိုမိကြတော်မူခဲ့ပါတယ်။ဒါကြောင့်မို့လည်းပဲတိလိုကုတ္တသုတ်တံမှာမြတ်စွာဘုရားနိရောနိဂုံချုပ်နေရာဖြစ်သောညာတိတမောမိအယံနိတ္တတိတောပေတာနာပူဇာဇကတ္တာဥလာရာဗလင်္စဘေခုဏ မနုဿဒိဋ္ဌံတုံမိပုံညာပသုတံနပကံဆိုပြီးတော့မြတ်စွာဘုရားဗိမိသရမင်းကြီးကိုဒီ12ခုမြောက်ကာလဖြစ်နောက်ဆုံးကာလကိုဟောကြားတော်မူခဲ့ပါတယ်။အဲဒီမှာဒီစမျိုးတွင်နဲ့ပတ်သက်ပြီးတော့ဓာတိမေကာတိမေညာတိမိတ္တာသခါစမေပေဒံငံတက္ခိဏာဒိသပုပ်ဘေကတမနုဿရံပုပ်ဘေကတမနုဿရံဒီပုပ်ဘေလူဘဝတုန်းကမိမိအပေါ်ကျေးဇူးပြုခဲ့မှုတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာ အဒါသိမိအကာသိမိဩဒီပုဂ္ဂိုလ်အားဖြင့်တို့တွေကိုကြွေးမွေးပြုစုခဲ့ပြုပြီမိမိတို့ရဲ့အလောက်ကံတွေကိုဒီကုညီဆောင်ရွက်ခဲ့ပြုပြီဒီပုဂ္ဂိုလ်ဟာတို့ရဲ့အမ်ဆွေမျိုးဖြစ်တယ်ဒီပုဂ္ဂိုလ်ဟာတို့ရဲ့မိခင်ကြီးဖြစ်တယ်ဒီလိုမိမိရဲ့မိတ်ဆွေတငယ်ချင်းဖြစ်တယ်အစာရှိသည်ဖြစ်အဲ့လိုကိုယ်နဲ့ပြည့်တဲ့ပုဂ္ဂိုလ်ရဲ့ဂုံကျေးဇူးကိုအာရုံပြုပြီးတော့သူတို့ကိုအမြတ်တမ်းပေးဝင်မိမိတို့ရဲ့ဆွေမျိုးတွေပြည့်ကျင့်ရမယ်ရှင်ဝတ္တရားကိုလည်းပဲပြည့်ကျင့် ဖြစ်ကျင်ရာရောက်တယ်တဏှာဖြစ်သာသမီတည်းရဲ့ကျင့်ဝတ်တရား၅ပါးထဲမှာဖြစ်တဲ့လူမြဝေ၍ဆိုတဲ့နောက်ဆုံးသာသမီတည်းရဲ့ကျင့်ဝတ်တရားကိုလည်းပဲဖြစ်ကျင်ရာရောက်သွားပါတယ်ဝိညာဉ်ပြည့်တဲ့ပက္ခုများကိုလည်းပဲဒီပူဇော်ရာရောက်တယ်တန်ဃာတော်များကိုလည်းဆွန်းလူတန်းခြင်းဖြစ်ဒီငါမျိုးသောຢາတို့ကိုအာယုဝနာဒုက္ခပလာလို့ခေါ်အသက်ရှိခြင်းချမ်းသာခြင်းချမ်းအသက်ရှိခြင်းစင်နာခြင်းချမ်းသာခြင်း ခွန်အားကြီးခြင်းဉာဏ်ပညာကြီးကြခြင်းဆိုတဲ့ဒီအကျိုးတရား၅ပါးကိုမိမိတို့လူထမ်းရာရောက်တယ်ဒီလူထမ်းခြင်းကြောင့်မိမိတို့ကိုယ်တိုင်လည်းပဲဒီအကျိုးငါးပါးတို့ကိုအပြန်အားဖြင့်ရရှိနိုင်ပါတယ်ပဉ္စဘေခုနမနုပ္ပဒိဏံတုံမေဟိပုံညာပသုတ္တံနပကံဒီလူရှင်ဖြစ်တဲ့ပုဂ္ဂိုလ်များကလည်းပဲများစွာသောကုသိုလ်ကောင်းမှုကိုစီးပူးရာရောက်သွားပါတယ်သံဃာကုံအာယုံပြုပြီးတော့လူထမ်းခြင်းကြောင့်မိမိတို့မှာကုသိုလ်ကောင်းမှုတွေ များစွာ ရရှိသွားတယ်။နောက်တစ်ခါအုတ်တိုင်းဒီငါးခံလူတန်းချင်းဖြစ်တဲ့ပဲအဆောက်အဦဒီအလူကိုလူတန်းရာရောက်တဲ့အတွက်ကြောင့်ဒီအဆောက်အဦအလူကိုဒီဝမ်းမြောက်မှုပေါ်သာဓုခွန်နိုင်တယ်။ဒီကွလင်းနေပြည့်တဲ့ပုဂ္ဂိုလ်ကဝမ်းမြောက်မှုပေါ်သာဓုခွန်နိုင်မယ်ဆိုလို့ရှိရင်သူ့တွေအဆောက်အဦနဲ့ပြည့်စုံခြင်းဆိုတဲ့ဒီချက်ချင်းတဲ့ငယ်ကျူတရားကိုရရှိဇေနိုင်မှာဖြစ်ပါတယ်။အဲတော့ဒီနေ့မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာ တာမန်ကုသိုလ်မဟုတ်ပါဘူးဒီကိုယ်နည်းပြတဲ့ပုဂ္ဂိုလ်ပူဇော်ရရဲ့လဲရောက်သွားပါတယ်သာသမီတွေရဲ့ကျင့်ဝတ်တရားကိုဖြည့်ဆည်းရရောက်တဲ့သာသမီတွေရဲ့ကျင့်ဝတ်ကိုကျေပွန်ရရောက်တဲ့ကုသိုလ်ကောင်းမှုမျိုးကိုတို့တွေပြုလုပ်လိုက်ရပြီလို့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ယနေ့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုရည်စက်သွန်ချအမြပေးပေးကြရအောင်ယနေ့ဟောကြားသောတရားဒေသနာတော်နာဂမတသင်္ကလမပေါင်းသူတို့ကောင်းတို့သည်မြတ်စွာဘုရားသံဃာတော်တွင်မှကျင့်ဝေရာတရား ကုသိုလ်၄မျိုးဖြစ်တဲ့ဒါနသီလသမာဓိပညာကုသိုလ်၄မျိုးတို့ကိုစတဲ့ဓမ္မကျူစာဆောင်ရွက်နိုင်ကြဂုဏ်ကြီးဖြစ်နောက်ဆုံးမြတ်ဉာဏ်ဖုန်ညာနိဗ္ဗာန်ကိုလွယ်သောအကျင့်နင်းသောဘိညာဉ်တို့ဖြင့်ကိုစီကိုငါကျူစာပွားများအထွတ်၍ရလွယ်ရောက်လွယ်နိုင်ကြပါစီကုံတော်ဟု၍အာလုံးရဲ့ဆုတောင်းပတ္ထနာပြုလိုက်ကြကုန်ရသတည်း။ကဲအာလုံးရဲ့ဇေချာရအဲဆိုကြရင် ရှင်ဖရာတို့ဖရာကြီးတို့တို့သည်ကံကံဤအကျိုးယရနာသုံးပါတို့ဤဂုံတော်တို့ကိုယုံကြည်သောသတ္တတရားနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍လွန်ခဲ့သောရှင်နှစ်ခန့်ကဘဝတသွန်း꿰လွန်လေပြီးသောမိမိတို့ဤအနန္တကျေးဇူးရှင်မိခင်ကြီးတောဧကရိခိုင်အားအထူးသဖြင့် ရည်စူးကြ၍နိုင်ငံတော်ပရိယတ်တိသာနာတက္ကသိုလ်၌တည်င်းဆုံးကြဂုံသောဖျားမှုရှိသောသံဃာတော်အရှင်မြတ်တို့အားမွန်မြတ်လာစွာသောစွန်ခေပွဲဘောဇင်ချုပ်ချင်းရသာအဖျားပြားတို့ကို နိဗ္ဗာန်ကြီးမှန်း၍လူဒန်းကြပါကုန်၏ဟန်သာသီရိကုံကြီး သတင်းသုံးဆောင်များ ကာယဉဏ်အတွက်ဥဒ္ဒတိုင်းများငါးခန်းတံဖိုးအားဖြင့်55သိန်းတံဖိုးရှိသောလူတော်ငွေတို့ကိုလည်းဥဒ္ဒတိုင်းများဆောက်လုပ်ရန်အတွက်လူတန်းကြပါကုန်၏အနေငယ်သောသေဒနာတော်မြတ်ကိုလည်း ယူစီစွာနာကြကြပါကုန်၏ဤသို့ပြုပြုစုရသောဒါနာကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်တို့ကြောင့်၎င်းသင်္ကန်းစားရှိသောလူဒန်းဘွေရာအဖြာပြာတို့ကို လူဒန်းချင်းဥပဒိုင်းများကိုလူဒန်းချင်း ကုသိုလ်ကောင်းမှုတို့ကြောင့်၎င်းအိုခြင်းနာခြင်းသိခြင်းကင်းရာနိဗ္ဗာန်ကိုလွယ်သောအကျင့်ဉင်သောဘိညာဉ်တို့ဖြင့်မျက်မှောက်ပြုရပါလိုကုန်၏ဘဝကြီးငယ်အသွေးသွေး၌ကျင်လည်ခဲ့ရသောအစင်းရဲ့နှင့်ငရဲကင်း၍သူတော်ကောင်းတို့သာဖြစ်ကြရကုန်၍သူတော်ကောင်းတို့နှင့်သာ ပေါင်းဖော်ရပါလူကုန်၏ဤသို့ပြုစုရသောကောင်းမှုကုသိုလ်တို့၏အဖို့ဘာကားကိုလွန်ခဲ့သော2019ခုနှစ်အေပြီလတရက်နေ့ကဘဝတသွန်းကွေလွန်လေပြီးသောအနန္တကျေးဇူးရှင်မိခင်ကြီးဒေါ်ဧကရီခိုင်အားအထူးအဖြစ်အမြအမြ ပေးဝေကြပါကုန်၏အမြအမြပေးဝေကြပါကုန်၏အမြအမြပေးဝေကြပါကုန်၏အနန္တကျေးဇူးရှင်မိခင်ကြီးဒေါ်ဧကရိခိုင်သည်ကြံရစ်ကြသောမိသားစုတို့ကငါအားအထူးသဖြင့်ယေစုကြ၍ကုသိုလ်ကောင်းမှုပြုလုပ်ခါအမြအတန်း ပေးဝေကြကုန်၏ဟုကိုယ်တိုင်သိရှိပြီဖြစ်စေနတ်တို့အစဉ်စဉ်ပြောကြသောအဖြစ်သိ၍ဖြစ်စေဝမ်းမြောက်မှုမောသာဓုသာဓုဟု၍ခေါ်ဆိုနိုင်ပါစေသာဓုသာဓုဟု၍ခေါ်ဆိုနိုင်ပြီးသောခဏ၌နတ်နတ်ဖြစ်သော စီစဉ်ချမ်းသာအမျိုးမျိုးတို့ကိုရရှိခံစားနိုင်ပါစေထိုမှတ်တပါသန္တရာဆက်စကဆွေမျိုးတော်ဆက်ခဲ့ဘူးသောဆွေမျိုးပြိတ္တာပေါင်းတို့အားလဲအမြအမြပေးပေကြပါကုန်၏ထိုမှတပါကိုဆောင်နှံများအိမ်ဆောင်နှံများ သာသနာတော်ဆောင်နှံ့များလောကပါဒနှံ့များငရေသနင်းယမမင်းတရားမင်းအစိုးရမင်းယခုဘဝရှိဘဝကတော်ဆက်ခဲ့ဘူးသောမိဘဘိုးဘွားဆရာသမားဆွေမျိုးမိသင်္ကဟအပေါင်းတို့အားလကောင်းအမြအမြပေးဝေကြပါကုန်၏ အနန္တကျေးဇူးရှင်မိခင်ကြီးဒေါ်ဧကရိခိုင်နှင့်တကားသတ္တဝါအားလုံးတို့သည်ဤကုသိုလ်ကောင်းမှုတို့၏အဖို့ဘာကကိုအမြရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားကျန်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သည်အားလုံးကြကြသမျှ အမြအမြအမြယူရောမူပြာငါကုံတော်သာဓုသာဓုသာဓုအလုံးချာချာသမြာမြအမြအမြယူရောမူပြာပါကုံတော်သာဓုသာဓုသာဓုအလုံးချာချာသမြာမြအမြအမြ 이룽 자바구노 다루